10သိန်းနဲ့15သိန်းဝင်းကျင်မှာကိုကျော်ကြီးနေနဲ့ဘယ်ဖုန်းတွေကိုကြိုက်လဲကိုကျော်ကြီးကြိုက်ဆုံးဖုန်းလေးတွေကိုပြောပြပါလားဆိုတဲ့သူတွေအတွက်ဒီတစ်ခါတော့ကျွန်တော်10သိန်းနဲ့15သိန်းဝင်းကျင်မှာကျွန်တော်အကြိုက်ဆုံးဖုန်း6လုံးပြောပြပေးမယ်ပြီးတော့ဒီဖုန်းတွေက performance ကောင်းတဲ့ဖုန်းတွေလည်းပါသလိုအဲ all rounder သုံးလို့ကောင်းတဲ့ဖုန်းတွေလည်းပါတယ်အဓိကကတော့ကျွန်တော်အနေနဲ့ကောင်းကောင်း recommend ပေးလို့ရတဲ့ခေါင်းမျိုးတွေကိုရွေးပေးထားတာဆိုတော့ဘာဖုန်းတွေပါမလဲဘယ်သူတွေအတွက်ဖြစ်မလဲဘယ်ဖုန်းတွေကဘာတွေပိုကောင်းတာလဲ ဒါလေးကိုပြောကြရပါဘူးဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစာလိုက်အောင်ဆိုတော့ပထမဆုံးကျွန်တော်တို့ performance ကောင်းတဲ့ဖုန်းတွေဘက်ကိုအရင်ဆုံးစပြောကြရပါဘူးဒီမှာပထမဆုံး recommend ပေးချင်တာတော့ IQ Neo 10ကို recommend ကောင်းပေးချင်တယ်အဓိကကတော့ဒါ15သိန်းဝန်းကျင်ဆိုတဲ့ဈေးမှာ Snapdragon 8 Gen 3လို့ performance မျိုးရတယ် PO LTPO AMOLED လို့ display တောင်ပါလိုက်သေးတယ်။ဒါမှမဟုတ်ဒါ Vivo ရဲ့ eSport chip တွေဘာညာရင်းနဲ့ပေါင်းပြီးတော့ gaming ဘိုင်း graphic ဘိုင်းတွေတော်တော်လေးကိုမှသုံးရတာဆော့ရတာ smooth ဖြစ်တယ်ဆိုတဲ့အကောင်မျိုး။အားသာချက်ကတော့ဒီကောင်က heat control တော်တော်လေးကိုကောင်းတယ်။တောင်တောင်ဂိမ်းကြရေးဆော့လဲအများကြီးပူလာမျိုးတွေမရှိဘူး။ဒီဇိုင်းဆိုလဲပပလေးနဲ့တော်တော်ကိုမှဒါဒီဖုန်းဝယ်တဲ့အခါမှာစိတ်ကျဉ်တမှုအပြည့်အဝပြီးနိုင်တဲ့ဖုန်းမျိုးလို့ပြောရမယ်။ဆိုတော့ပထမဦးဆုံးအနေနဲ့ performance ဦးစားပေးထားတဲ့ဖုန်းတွေထဲမှာဒီဇိုင်းဘိုင်းက display ဘိုင်းတွေက performance ဘိုင်းတွေကလုံးဝကို တော်တော်လေးကိုမှလမ်းနဲ့ IQ Neo တန်းကိုတော့ဒါပထမဆုံးဖုန်းနေနဲ့ recommend ပေးရတယ်မယ်ပြီးတော့ကျွန်တော်လည်းတော်တော်လေးကိုမှအိုက်ကောင်သဘောကျတယ်နောက်တစ်လုံးကတော့ Redmi Turbo 4 Pro အဲဒီကောင်ကအဓိကကတော့ဈေးနှုန်း12သိန်းကျော်ဝန်းကျင်လောက်မှာတော်တော်လေးကိုမှကောင်းတဲ့ဖုန်းလို့တော့ပြောလို့ရတယ်။ Snapdragon AS Gen 4လို့ SoC မျိုးထည့်ပေးထားတယ်။အဲ graphic တွေ performance တွေကလည်းဘာမှသိပြီးပြောစရာမလိုဘူး။ပြီးတော့ထူးထူးခြားအနေနဲ့တာဘိုလိုင်းအထဲမှာတကယ်ကိုလက်ရှိသဘောကျဖို့အကောင်းဆုံးတာဘို series line လို့ပြောလို့ရတယ်။ပြီးတော့နောက်တစ်ချက်ကိုကဒီတာဘို4 Pro ပဲဆိုရင် display ဘိုင်းကအစဒါနော်ကင်မရာဘိုင်းအစုံအရင်တာဘိုတွေထက်စားလို့ရှိရင်ပိုပြီးကောင်းလာတော့ခံစားရမယ်။သူ့ရဲ့ display ဆိုရင်လည်းဒါ6.8 တူလောက်ရှိတဲ့ display size အကြီးကြီးဖြစ်သွားတယ်ဘေးပေါင်လုံးလုံးလေးဖြစ်သွားတာပြီးရင် design ဆိုလည်းခိုင်ရတာပို့ပြီးတော့မိုက်လာလက်ထဲမှာပို့ပြီးတော့ခိုင်ရတာအရန်ကြွားတာမျိုးဒါမျိုးလေးတွေလည်းခံစားရတယ်အဲကျွန်တော်လည်းသူ့ရဲ့ body ratio အချိုးအကွေ့လေးတွေကိုတတော်ကူမှသဘောကျတယ်ဆိုတော့ Turbo 4 Pro ကတော့ပြောရရင် design လောက်အောင်နေမကပဲနဲ့ဒီကောင်က performance ကိုဒီ display ဘိုင်းတွေကရောအရင်အားထက်ဆိုင်ပို့ပြီးမိုက်လာတဲ့ကောင်လို့ပြောလို့ရတယ်ဘာပြောဒုတိယသလုံးအနေနဲ့ကတော့ Turbo 4 Pro ကတော့ဒါကောင်းကောင်း recommend ပေးရတယ် ။အန်တလုံးကတော့ Redmi ရဲ့ K70 Ultra ဆိုတော့ဒီကောင်ကထွက်ထားတာနည်းနည်းလေးရောကြာနေပြီဆိုရင်မဲ့ over ကိုလို့ပြောလို့ရတဲ့ကောင်မျိုးအခုချိန်ထိသူ့ရဲ့ performance သူ့ရဲ့ design သူ့ရဲ့ big quality အကုန်လုံးကဘာမှသိပြောစရာမရှိဘူး performance ကောင်းကောင်းကြာတယ်ပြီးတော့ gain တွေပါရိုက်ဆော့မယ်ဆိုရင်လည်း FE ကောင်းကောင်းတက်တယ် Dimensity 9300 plus နဲ့လာတယ် display တွေဘာလဲတိတ်ပြီးတော့အဖြစ်ပြဿနာမရှိဘူးတော်တော်လေးကောင်းတဲ့အထက်မှာပါတယ်ဆိုတော့ Redmi ရဲ့ K series line ကိုမှ Ultra line ကိုရမှာအဲ design တွေဘာတွေအစားအခုချိန် K series နဲ့ရှင်တော့မှ မျက်နာမငင်ရတဲ့ပုံစံမျိုးဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီ Redmi ရဲ့ K70 Ultra ကလည်းဒီ15သိန်းဝန်းကျင် performance ကောင်းကောင်းသုံးချင်တယ် K series ကိုမှကြိုက်တယ်ဆိုတော့သူမျိုးတွေကတော့ဒီဖုန်းကရွေးဝယ်တင်တဲ့ကောင်းမျိုးပြောရရင်ကျွန်တော်လည်းဒီကောင်းရဲ့ design တွေ performance တွေဘာတွေအကုန်လုံးကိုတော်တော်မှသဘောကျတယ်မှာပါတယ်ဆိုတော့စကားသိဝင်ချင်မှာ KCU တဲကလိုချင်တယ်ဆိုရင်လည်းဒါ KSMD Ultra ကလည်းဒါဝယ်သင့်တဲ့ကောင်လို့ပြောရမယ်။နောက်တစ်ခုကကြတော့ဒီ10သိန်းနဲ့15သိန်းဝင်းကျင်မှာကျွန်တော်အကြိုက်ဆုံးတစ်ခု ပြီးတော့ဒါကျွန်တော်ရဲ့ favorite one လို့လည်းပြောလို့ရတယ်တကယ်တကယ်ဟိုမှာဒီအလုံး6လုံးထဲမှာအကြိုက်ဆုံးကောင်အဲ့ဒါကတော့ဖုန်းတော့မဟုတ်ဘူးဒီကောင်က Xiaomi Pad 7ဒီကောင်ကဘာကောင်းလဲဆိုလို့ရှင် Snapdragon 7S Gen 2လို့ performance မျိုးသုံးပေးထားတယ် display size အကြီးနဲ့ AAC gamer ဆော့ဆော့ daily use အတွက် social media ပဲသုံးသုံးဘလို့ပဲသုံးသုံးအပပကသုံးလို့ရတဲ့ကောင်မျိုးဆိုတော့ ပြောတည်ရမလား 3.2K display အကြီးကြီးဗျအဲ့မှာရုပ်ရှင်ကြည့်မယ် gain နေပါရေဆိုမယ်ဘလောက်တောင်မှအနှစ်သာရပြည်လိုက်မယ်စဉ်းစားကြည့်ရောပြီး aluminum frame နေပြီး battery ဆိုလဲ6000ကျော် mAh တွေနဲ့အာဘာမှဘာမှတိတ်ပြီးတော့ထွေထူးပြောစရာမရှိရကောင်မို့15သိန်းလောက်လက်ထဲမှာကင်ထားရယ်နော်ဖုန်းလေးပါပြောဖို့တိတ်စိတ်ဝင်စားဘူး gain ဆော့မယ်ရုပ်ရှင်နေကြည့်မယ်အန္တထိတ်မှတ်ပိုင်းနေဦးစားပေးခြင်းနဲ့ social media ကောင်းကောင်းတုံးခြင်းနဲ့ဆိုပေတူတွေတော့ကတော့ဒီ Xiaomi 7ကို message မိပြီးသားတန်းဝယ် ဲ့လောက်ထိ recommend ပေးလို့ရကျွန်တော်ဆိုဒါလုံးဝလုံးဝဒါအကျိုက်ဆုံး BW တွေသုံးတာတကယ်ကိုသဘောအကျဆုံးအပိုင်းလို့ပြောလို့ရနောက်တစ်လုံးကတော့ Poco A7 Pro ဒီကောင်ကတော့သိရတဲ့အတိုင်းပဲ Tabo 4ရဲ့ Global Version လို့ပြောလို့ရတဲ့ကောင်မျိုးဒါပေမဲ့ global version ဖြစ်တဲ့အတွက် FES တွေပါတယ်ဝန်တနီ FES တွေဟိုက FES တွေ FES တွေအကုန်လုံးကအမြင့်ဆုံးပြတယ်။ Dimensity 8400 Ultra လို့ chip ကိုသုံးမိထားတဲ့အကောင်မျိုး display တွေဘာလဲဘာမှပြောစရာမလိုဘူးအဓိကကတော့ Poco A7 Pro ကိုဝယ်တဲ့သူတွေကကျွန်တော်လည်းဘာကြောင့်ကြိုက်လဲဆိုတာက global version ဖြစ်နေရတယ် design ဘိုင်းနေ big quality တွေရတယ်ဒါတော်တော်လေးကိုမှအဆင်ပြေသလိုမျိုးကျွန်တော်တို့ဒါဘယ်ဘက်ကပဲကြည်ကြည် gaming တပ်ပဲဖြစ်ဖြစ်ဒါကျွန်တော် social media တုံးတာဖြစ်ဖြစ်နှစ်ဖက်လုံးမျှပြီးရောကောင်းကောင်းတုံးလို့ရတယ်လုံးဝ source မှု gaming ဆော့ကျင်တဲ့သူတို့ကလည်း gaming ဆော့လုံးဝ source မှု social media တုံးကျင်လည်း social media တုံးလုံးဝ source မှု အဲ့လောက်ထိတော်တော်လေးကိုမှအဆင်ပြေတယ်။ဆိုတော့ Poco X7 Pro ကလည်း Global Version ကြိုက်တယ် performance ကအဲ့လောက်ဟုတ်မနေဘူးဟိုကျွန်တော်တက်မှာက Dimensity 9300ပါဗျာ specification တွေက performance အမြင့်ကြီးကိုမလိုချင် daily use အတွက်အဆင်ပြေတဲ့ performance လောက်ဆိုရင်တော့ဒီ Dimensity 6400အထွားကလည်းကောင်းကောင်းကြီးလုံလောက်တယ်။ Global Version ကြိုက်တဲ့သူတွေအတွက်ဒါကောင်းကောင်း recommend ပေးလို့ရတယ်။ နောက်ဆုံးတစ်လုံးနောက်ဆုံးတစ်လုံးကတော့ Redmi ရဲ့ Note 14 Pro Plus အဲဒီကောင်ကအဓိကသဘောကျတာက all rounder ကောင်းကောင်းသုံးလို့ရတဲ့ကောင်မျိုးမဟုတ်လို့ဆိုတော့မှန်ခုံးဖုန်းအချမ်းခံတယ်ကင်မရာလည်းမစိုးဆိုတဲ့ကောင်မျိုးကင်မရာကမှသွား telephoto လေးတောင်ပါလိုက်သေးရဲ့ဒါကနည်းနည်းလေးမခန့်တာမျိုးပေါ့ဈေးကလည်း73သိန်းဝန်းကျင်လောက်ပဲရှိရဲဆိုတော့ဘာပဲပြောဒီဈေးတန်းဝန်းကျင်မှာဒါကောင်းကောင်းရွေးလို့ရတဲ့ကောင်မျိုးဆိုတော့ပြောရရင်ဗျာဒီ Note 14 Pro Plus ဆိုတဲ့ကောင်မျိုးကလည်းဟာတ IP68 69နေပါလေပါလာပြီးတော့ Redmi ရဲ့ Note series ထဲမှာပထမဦးဆုံးလုံးဝ ကျွတ်လာတယ်ကျန်းလာတယ်ဆိုတာအကုန်ပေါင်းထည့်ပြီးတဲ့ခေါင်းမျိုးလို့ပြောလို့ရတယ် ဘာပြောဆိုရှယ်မီဒီယာသုံးမယ် AAC ဖုန်းကိုအကြမ်းဖက်ကန်ကျင်နေဆိုတဲ့သူတွေအတွက်ဒါလုံးဝ perfect ပဲဆိုတော့ဒီဖုန်းကလည်း73သိန်းကျော်ဝင်းကျင်မှာ performance ဥသာပေးမဟုတ်ဘဲနဲ့မှန်အခုံးကိုမှကင်မရာလည်းကောင်းအောင်မယ်တယ်လီဖိုတိုလည်းလိုချင်တယ်ဘက်ထရီကလည်းကိတ်ကမယ်ဆိုတဲ့သူတွေအတွက်ကတော့ဒီဖုန်းကိုဒါရွေးတဲ့ဖုန်းလို့ပြောလို့ရတယ်ကျွန်တော်လည်းသဘောကျတယ်ဘာလို့ဆိုတော့ဒီကောင်က silicon carbon battery ပဲထည့်လာပေးရဆိုတော့ battery life ကလည်းတော်တော်လေး strong ဖြစ်တယ်ဆိုတော့73သိန်းဝင်းကျင်မှာကျွန်တော် all rounder ကောင်းကောင်းဖုန်းတစ်လုံးကိုလိုချင်ရင် note 14 purpose ကိုရွေးလို့ရတယ် အခုပြောရတဲ့ဖုန်း6လုံးထဲမှာ China version အလုံးနဲ့ပါတယ်။အဲ့ထဲက China version နဲ့အကုန်လုံးကလည်း Google စာပစ်တွေပါရဲ့အထက်မှာတစ်ခါတည်းပါပြီးသား Google နဲ့ပတ်သက်ပြီးဘာမှသိပ်ပြီးတော့ပူစရာမလိုဘူး။ Play Store တွေ Gmail တွေပြီးရင် Google App ဘာညာပေါ့ဗျာအကုန်စုံပလုံစေ့နေအောင်အကုန်ထည့်ပြီးတော့တုံးလို့ရတယ်။မလုပ်တတ်ဘူးဆိုရင်ဒါဆိုင်မှာလုပ်ခိုင်းလို့ရတယ်။ဘာပြဿနာမှမရှိဘူး။ Global version တွေကတော့ဒါ Google တွေပါပြီးသားဆိုတော့ဘာမှသိပ်ပြဿနာမရှိဘူး။ China version ကတော့ဆော်နာပြတိုင်းတုံးမှရမယ်။ ဆိုတော့ကိုလူလိုဆိုရင်ရောအခုပြောခဲ့တဲ့6လုံးထဲမှာဘယ်ကောင်သဘောကျသုံးလဲဘယ်ဖုန်းကိုပို့ပြီးတော့ recommend ပေးခြင်းလဲအောက်က comment မှာအပြန်အလှန်ဆွေးနွေးသွားကြပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်အဒမင်ကြော်ကြီးပါ Yangon Mobile Store